မြမပြည်ကိုဒီလိုကြည်တဲ့ပရာသုတ်တဲ့မှန်ရောက်တာကဖာကြီးတို့မင်းတက်ထလောင်းမှာရောက်တာတိပြမရှိဖို့မရဘူးအဲ့ကြရမှာပြုံလားမန္နန်ရာဇဝင်ဆိုတာအရင်စပေါ်လာမန္နန်နဲ့မှာကောမဒီဖွဲ့ပြီးတော့ရာဇဝင် ပြုစုဖို့ကောမဒီဖွဲ့ပြီးတော့ရေးတာအဲ့ဒါကိုမန္နန်ရာဇဝင်လို့ခေါ်တယ် ဲ့ဒါကဖကြီးတော်ဒီမန္တလေးမှာမဟုတ်ဘူးအမရပူရာမှာအမရပူရာလားအင်းဝါလားအဲ့ဒီမှာလောက်တာသူကတော့မန္တန်ရဆိုရင်အဲ့ဒါပမာကြီးမန်ဆာရောက်တဲ့အချိန်နော်မမရှိခင်ကတော်တော်ထူးဆန်းတယ်အဲ့ဒါလေးကိုပြောပြမယ်လူတွေကမန်ဆိုတာမတွေ့ဘူးရှင်တော်ကရှိတာခြေမုံလို့ခေါ်တယ် ကျင်းမုံဆိုတာက ကြေးပြားကိုဝင်းနေအောင်ပေါ်ထားကိုကိုကြည့်ကျင်အဲ့ဒီကြေးပြားလေးကိုတတ်ကြည့်ရအဲ့ဒါမရှိကဘာလို့တုံးစင်ရှိခွက်ထဲကိုရေးထည့်ပြီးကိုမျက်နှာရေးကိုကြည့်တာသို့မဟုတ်ရေးအိုင်နာသွားပြီးတော့ကိုမျက်နှာကိုကြည့်တာကြည့်စရာမရှိဘူးကျင်းမုံကျင်းမုံပြီးတဲ့အခါမှန်ပေါ်လာတယ်မှန်ပေါ်လာပုံလေးကိုပုံမြင်လေးတစ်ခုရှိတယ် တော်ရတရမှာတကတယောက်ကလမ်းလျှောက်သွားရင်လမ်းမှာမှန်လေးတစ်ချက်ကောက်ရမသိဘူးအဲ့ဒီမှန်လေးကိုကြည့်လိုက်တဲ့အခါကျတော့သူ့ရုပ်ပုံပေါ်နေတယ်မှန်တယ်အဲ့တော့သူကဘလို့ထင်တော့ဟာငါဖေပုံကြီးပါလားသူ့ပုံသူ့မြင်နေတာဟောငါအဖေပုံပဲသူကသူမမြင်ဘူးတိဩငါအဖေပါလားဆိုပြီးတော့အေးယူသွားတယ် လွန်နိုင် သူ့ဖေတတိရတဲ့အဲ့ဒီမန်လေးကိုတော့ချစ်တိမ့်ထားတယ်သူ့မှမပြဘူးဝေးကြရကြရလေးတွေမှာကျွေးကြရလေးတွေမှာအဲ့ဒီမန်ချက်ကလေးထည့်ထားပြီးတော့လွန်နိုင်လွန်နိုင်သူ့ဖေကိုတော့တော့ချစ်အိမ်ကတကမကမတင်ကဘူးဒီလူဒီထဲဝန်းဝင်ပြီးတော့တော့ချစ်နေတယ်ဧကန်ဒိဋ္ဌတခုရှိတော့တယ်သူ့အပြင်ထွက်တဲ့ချိန်မှာလိုက်ရှာရှာတော့အဲ့ဒီကျွေးကြရလေးတွေမှာထည့်ထားတယ်မန်ချက်ကလေးတော့ချစ်တယ် ကြည်လိုက်တော့ကြည်တဲ့လူရဲ့မျက်နှာပေါ်တာပေါ့ပေါ်တော့ကြည်စမ်းကြည်စမ်းဒါသူမရငယ်ရဲ့ပုံဒီပါလားဟောအဲ့လိုဖြစ်တယ်ပြန်လာရင်တော့ရံဖြစ်မယ်ဆိုပြီးတော့အဲ့ဒီမှာပြန်လာတော့စကားပြကြဟောလည်းမဟုတ်ဘူးဒါငါအဖေဖေကငါအဖေအမှလည်းရှိဆိုပြီးတော့ရံဖြစ်ကြတယ်အဲ့လိုရံဖြစ်ဆူးနေတဲ့အချိန်မှာ ရှိခိကဗမာပြည်ကပုံမြင်မဟုတ်ဘူးအနောက်တိုင်းကပုံမြင်ဆိုတော့ခရစ်ယာန်ဘုန်းကြီးကအိမ်နာရောက်လာစူဂျန်စူညာနဲ့ဟဲ့တာတို့တမီးတို့ဘာဖြစ်နေကြတာရောဘာလို့စူနေတာရောဆိုတော့မြို့သမီးကပြောတယ်ဒီလူကမကောင်းမှုပေါ့ဒီတပုတ်သူ့ရဲ့အငယ်အငယ်နှောင်ထားတယ်ပေါ့အဲ့တပုတ်တွေ့လို့စူနေတယ်ဆိုတော့ဒါဖြင့်ယူခဲ့တဲ့ယူခဲ့တဲ့ပြသမအောင်လို့ဆိုတော့ ဲ့ဒီခရစ်ယာန်ဘုန်းကြီးကအဲ့ဒီမှန်လေးကိုကြည့်လိုက်တဲ့အခါဟာငါတို့ဆရာတော်ကြီးပဲဆိုသူပုံပေါ်နေတာငါတို့ဆရာတော်ကြီးပုံဆိုပြီးတော့ဒူးတွေပါလေကြောက်ကြောက်ပြီးတော့ခါတော်ကပြုတ်လိုက်တယ်ဆရာမဖြစ်ကြနဲ့ဒါငါတို့ဆရာတော်ကြီးပုံဆိုယူသွားလေအဲ့ဒါမှန်ပုံပြပဲနော်မှန်ပုံပြအဲ့ဒါလိုရှိတတ်တယ်ပေါ့နော်အဲ့တော့ရှီဟောင်းဆိုတာလည်းပဲအဲ့ဒါလိုပဲ လူတွေရဲ့ခက်ကတဖြည်းဖြည်းမှပုံသူတာရှိလာအဲ့တော့ဒီကျောင်းလိုက်ကြီးဟာအခုနှစ်ပေါင်း200ကျော်300ဒီနီးစီကတိုက်မြိုက်နေတာဟာအခုလက်ရှိမှာဒီဆရာတော်တွေကဆောင်းဆောင်နေတာဒီဆရာတော်တွေထိမ့်သိမ့်ဆောင်းဆောင်နေလို့ဒီကျောင်းလိုက်ကြီးဟာစီကနေတာဖြစ်တယ်အဲ့တော့နှုတ်ဆိုရင်ဒီကျောင်းလိုက်ကြီးကပျောက်သွားနိုင်တယ်ပေါ့အခုလို့လာပြီးတော့လှူရတာအမှန်တမ်းကောင်းနေကုသိုလ်အရှင်ပြေတယ်နော် လူရတန်ရတာအမတမ1000အကောင့်နေအဲ့တော့ကြောင်းတိတိမှာမိမိတို့ရဲ့တပည့်တွေကိုနှစ်ဆင့်ကမ်းပြီးတော့စာပေပို့ချနေကြတယ်သင်ကြားပေးနေကြတယ်အဲ့လိုနဲ့နောက်ဆက်တွဲနောက်ဆက်တွဲဖြစ်သွားဒီကြောင်းကထွက်သွားတဲ့သာသနာပိုင်လေးဆိုတာပထမဆုံးကတော့ဝိသုဒ္ဓရမဆရာတော်ဘုရားကြီးပေါ့ဒုတိယကတော့ ခြေမြင့်ဆရာတော်ဆိုပါစို့။ဩစံငင်းဆရာတော်။စံငင်းဆရာတော်ပြားကြီးကလည်းတရားသွားတာအခုယမီးစင်ညောင်းကနေသွားတာ။အဲ့ဒါတော့ဝယ်မသာသနာပိုင်ကလည်းပဲတရားသွားတာ။နော်သာသနာပိုင်ဖြစ်သွားတာ။ရှင်ရှင်သာသနာပိုင်ဆက်စပ်။နောက်ခြေမြင့်ဆရာတော်။နောက်ပိုင်မှလည်းပဲ ဒီဒီဒီမနေသွားတဲ့ညောင်ရွှေရှာတော့ညောင်ရွှေကန္ဒီပရိယတိရှာတော့ဆိုရလေသာသနာပင်ဖြစ်သွားတယ်အဲ့ဒါလေဒီကသွားရမယ်ရှင်ပြည်သိညောင်အနေသွားတယ်အဲ့ဒါလို့ရှာတော့ဆက်ဆက်ဒီအနောက်တိုင်းမှာနေတဲ့ရှာတော်တွေနဲ့ဒီကရှာတော်တွေကနှစ်တိုက်တစ်တိုက်ပေါင်းနေတာဝိတ္တရောဆရာတော်ကြီးပြန်လွန်တော်မူတဲ့အခါကျတော့ဝိတ္တရောဆရာတော်ကြီးအခုပိတ်မှန်ကဒီမှာရှိတာ ဒီမှလာပြီးတော့တကြုံတာနော်ရွှေကျင်သာသနာပိုင်းနေရခုပိမှန်နေရဒီပဲမှရှိတယ်အဲ့ဒီလိုထူးခြားတဲ့ရွှေကျင်ကကြီးကိုထိမ့်သိမ့်ဆော့ဆော့တဲ့ဆရာတော်ကြီးတွေအများစုဟာဒီတိုက်ကနေပြီးတော့တွားကြတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဖဲဖဲကန်ချီချီထူးတွေဟာတမန်ကုသိုလ်ရာယုံနေမကဘူးတမိုင်းတံမှုပါ ပုတွေ့ပြီးတော့လှူဒါန်ရတာဖြစ်တယ်ပေါ့။ဒါကြောင့်ဝန်သားကြာကောင်းတယ်ပြောတာ။ကဲအဲ့တော့လှူဒါန်နဲ့ဟာကအဓိကကထိန်သင်္ကန်းကထိန်သင်္ကန်းကိုလှူတာကထိန်သင်္ကန်းလှူပြီးတော့အဲ့ဒီကထိန်သင်္ကန်းကို ရရှိတဲ့ဆရာတော်အတွက်ကတတ်တာ။အဲဆိုတော့ပေဘုကိုကထိန်ခံရမယ်ဆိုတော့ကျောင်းဘုံကြီး၁၄ပါးတဲ့ကနေပြီးရွေးချယ်မှလေ။ကျောင်းဘုံကြီး၁၄ပါးသုံးတန်ဃာလေးတွေကနေရွေးချယ်လိုက်တာ။ ွေးချင်လိုက်တော့အဲ့ဒီ34ပါးတဲ့ကကထင်ရတဲ့ပုဂ္ဂိုလ်အတွက်ကညမကြီးလို့ခေါ်ကြတယ်ညမဆိုတာကထင်သင်္ကန်းကိုပေးတဲ့ကြောညာစကားကိုညတ်လို့ခေါ်တာညတ်တိဆိုတဲ့စကားလုံးကလာတာညတ်တိဆိုတာအတိပေးတာဒီပုဂ္ဂိုလ်ကထင်တန်ဃာတွေကရွေးချယ်လိုက်ပါတယ်ဆိုအဲ့ဒီချက်တော့အတွက်ကဒါပုံနိကအနေနဲ့ ်ညတ်တင်အရရှိတဲ့ဆရာတော်တို့ကတသက်တခါအားတယ်အဲ့တော့သာသနာသမိုင်းကိုအတူတူပြောပြမယ်ညဆော့ဖရာသာသနာစတင်လာတဲ့အခါမှာလူဆိုတာစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမရင်စေဝါရှိရမယ်အဲ့ဒါကိုပစ္စည်းတွေပါလို့ခေါ်တာ PC sudah supporting condition me. Era mesin kedua mata mesin. Lule PC dewa be, yang ne PC dewa be. Tuto syasi dan nilai ngada mendu. Duri ara ko aku saja mi ko aku pandi jar. ni jara alu mau pra pedi pada. Ludan ne pukuri ne pate biro maya si jara. Sete ko. Ero. ဟန်းတွေရဲ့ဘဝဆိုတာအသက်မွေးရတာဟာသူများပေါ်မှာမိခိုးနေရတယ်လို့ဆိုလိုတယ်။ကိုယ်တို့ကိုယ်တိုင်မဟုတ်ဘူးမိခိုးနေရတယ်။အဲ့တော့မိခိုးနေရတဲ့အခါမှာမြတ်စွာဘုရားကသူများကိုမိရလွန်အားကြီးလို့မဖြစ်ရအောင်သင်္ကန်းနဲ့ပတ်သက်ပြီးခဏိတီအဲ့ဒါမယုတ်သိဘူး။ရဟန်းခံလာတယ်ဆိုလို့ရှိရင်ပြောရတော့ ပန္တုကုလစီဝရနေတယပပိစာရှားဝတထတိကိုရှားဝစီဝံဩတာဟောကရတိဩစစကားနဲ့မှားထားတာရှိတယ်အတိဘေကပါတော့စင်ရဟန်းဘဝဆိုတာပန္တကုတင်ကနေနေရပန္တကုတင်ကမဲ့ဝှဆရှိတယ်အဲ့ဒီပုံမှာတသလုံးကြိုးစားပါလို့ပြောတာရပန္နကုတေငါကဘုရားရတော့သူတွေမတို့ကျင်တို့ပြစ်ထားတဲ့အဝတ် အိန္ဒိယနိုင်ငံရဲ့ထုံးစံကလူသေးပြီဆိုလို့ရှိရင်ပိတ်တဲ့အုံလုံးကိုရစ်ပတ်ပြီးတော့လုပ်တာပမာပြည့်နဲ့မတူဘူးနော်လူကိုပိတ်နဲ့ပေါင်းပြီးတော့ချုပ်လိုက်တာထုတ်လိုက်တာထုတ်လိုက်ကြည့်ဖြစ်သွားတော့အရှိလိုက်ကြည့်ပေါ့နော်အဲ့တိုင်ပိတ်တဲ့အုံလုံးပတ်ထားပတ်ထားပြီးတော့သင်ညိုင်းတို့ကတော့သွားပို့ထားတာမရှိရတဲ့ခါရှိရမရှိရင်ဒီတိုင်းထားတယ် အဲ့ဒီဒုတိယကောင်မှာထက်ဘောဒီကခွာပြီးတော့ယူတဲ့သင်္ကန်းပန္နကုတ္တိကလို့ခေါ်တယ်။အဲ့ဒါဘယ်သူမှမတို့ကျဘူးလေ။နောက်တစ်ခါအိမ်နီမှာချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေကကိုယ့်အိမ်မှာတိမ့်ထားတဲ့ပိတ်တွေတို့အဝတ်တွေတို့ကြွက်ကြိုက်လို့ရှိရင် မင်္ဂလာမရှိဘူးဆိုတော့ပြစ်လိုက်ကြ။ကြွက်ကြိုက်တဲ့ဟာတခုပြီးလောက်ပေါင်းရှိသွားလို့ပဲဖြစ်စီကြွက်ကြိုက်လို့ပဲဖြစ်စီကိုတို့မသုံးတော့ဘူးဆုံးပြစ်လိုက်တယ်။ အဲ့ဒါတွေကပဒင်ကိုသင်္ကန်းဖြစ်တယ်။မြတ်စွာဘုရားကသာသနာ့ဘောင်ဝင်လာလို့ရှင်ပန္တုကူလာစီဝရနေတာရပပိစာရှမ်းဘောဆိုတာပဒင်ကိုသင်္ကန်းကိုမြည်ပြောမှာဖြစ်တယ်။တထတေရဝစီဝံကရတ်ဥတ္တဟောကရဏီယောတတလုံးပဒင်ကိုသင်္ကန်းဥဖို့ကြိုးစားပါအဲ့လိုမှားလိုက်တာခဏိတိရိစကားမှားတော့မယ်ရှိတယ်နော်မယုတ်သိနေဘူး အဲ့တော့ပထမဆုံးဖြစ်လာတာကပန္နကုသင်္ကဘုန်းကြီးတွေဝယ်မယ်ပန္နကုသင်္ကပဲနောက်ပိုင်းမှာတော့ဆရာဇီဝကကြီးကစန္ဒပိစောဒမင်းစီကနေပြီးတော့တိဝိတိုင်ပြည့်ဝတ်စုံနိုင်ငံညာဖြစ်ပေါ်တယ်အဲ့တဆောင်ရတယ်လက်ဆောင်ရလာတဲ့အခါကျတော့ဒီဝတ်စုံကတော့မြတ်စွာဘုရားတို့ဘုဗေမိတာရမင်းကြီး ဒီနှုတ်ရဲ့တူသူလူမဲ့ပြိမဲ့ပေါ့သူမောဖူပေါ့အဲ့တော့အဲ့ဒီနှုတ်ဦးရဲ့မှာထိုက်ရွေးလိုက်တော့မြတ်စွာဘုရားကိုသူချီညိုတော့ဖရာကိုပဲရွေးလိုက်တယ်ရွေးပြီးတော့ဆရာသေးဘက်ကအလျှောက်တယ်ခဏိတီအောင်အရှင်ဘုရားတဲ့မြတ်စွာဘုရားကိုယ်တိုင်လည်းပဲပခဝါပိပန္တုကုတိကိုမြတ်စွာဘုရားလည်းပန္တုကုတင်ကပဲဝတ်တယ် ဖះဆိုတာသူမလုတ်ဖဲသူမြမလုတ်ခိုင်ဘူးเนาะခုခေလို့မဟုတ်ဘူးခုခေကတော့ငါပြောတာလုတ်ငါလုတ်တာမလုတ်နဲ့ငါပြောတာလုတ်သူပြောတာပဲလုတ်ခိုင်ညဆော့ပြကတော့အဲ့လိုမဟုတ်ဘူးသူကိုယ်တိုင်လည်းပတ်သူသင်္ကန်းဟုတ်တယ်ရှဟန်တန်ကလေးကိုလည်းပတ်သူသင်္ကန်းကိုဟုတ်ခိုင်တယ်အဲ့တော့ဘသူပေါ်မှာဟုတ်တယ်မဖြစ်ဘူးဒီဝန်ဝန်တော့မဖြစ်ဘူးဘသူမှဝန်တော့မဖြစ်ဘူး တချို့အတတောင်းစဉ်းစားသေးတယ်ဗမာပြည်မှာတန်ဃာတွေငါသိမ့်တော့ရှိတယ်ဆိုဒါတွေကဝန်တို့ဝန်ပိုးတွေတို့အောင်မိဖဲဝန်တို့ဝန်ပိုးမှာတော့သူတို့မလို့ကျင်လို့ပြစ်ထားတဲ့အောက်ဝနေရတာအမိုက်တောင်းရှင်းသေးတယ်ဘယ်လိုလုပ်ဝန်တို့ဝန်ပိုးဖြစ်မှာလဲအခုကိစ္စပလတ်စတစ်တွေသိမ့်နေရတာဘယ်လောက်ဝန်တို့ဝန်ပိုးဖြစ်တော့ကပါမှာတော့နော်ညစာပြအဲ့လိုဘယ်သူ့ဘောမှာဝန်တို့မဖြစ်အောင်ထားတာအဲ့ဒီမှာဆရာကြီးကကရှောက်တယ် යසාපයා හලේ පන්නකුතින් ඇම වටේ යහන්දං අරිගල පන්නකුතින් අංගුප වොටේ ඇයිරෝ තුූ ගෙන්ඥා පිරෝ තැන් ටුකෙන් පේවා. ඇනිඩු ශෞ්ඩයක යසපය බෙජාපෝනි පලව් කවුනෙ අස්සනට අටිබෙනිය මලවෙ නීවාරෙන් අරිය යසපයා යසපයාගා ခွင့်ပြုလိုက်တဲ့အခါမှာတန်ခါပြိတ္တကိုပြောလိုက်တော့ဆိုရင်နော်ယောအစ္စတိပန္တုကုဋေကိုဟောတုယောအစ္စတိကာပတိစီဝရံတာတိယတုဣတရေနပဟံနော်တန်တုတ်ထင်ဝရမိဖျားခေါ်လိုက်တဲ့စကားကကြည့်လိုက်ထိုခုချိန်တည်းအောင်ပန္တုကုတင်ရမယ်၃ညသေးတယ်ဒါပေမဲ့တော့ ယဟန်နေကိုပြောတာပန်းတကူဝုချင်နေဆိုရင်ဆက်ဝမယုတ်သိမ်းဘူးเนาะတခါတော့မှလူတဲ့သင်္ကန်းကိုလက်ခံနေတဲ့ဆိုတဲ့လက်ခံတာပေမဲ့ပန်းတကူသင်္ကန်းပဲဖြစ်ဖြစ်တခါတော့မှလူတဲ့ခပတိစီဝရပဲဖြစ်ဖြစ်ရတာနဲ့ချိန်နိုင်ရမယ်အဲ့တော့ကောเนาะလူတွေကရတာနဲ့မချိန်နိုင်ဘူးလေအဲ့တော့ရတာနဲ့ချိန်နိုင်ဖို့ကအဓိကား တရားဓမ္မဆိုတာအဲ့ဒါပဲတန်တုံထီကျင့်တတ်မှုရှိရမယ်။အဲ့တော့မြတ်စွာဘုရားမိန်တာအဲ့ဒါကြည့်နော်။အဲ့တော့ပြောချင်တာကသာသနာတော်မှာပထမဆုံးကပန္နကုသင်္ကဒုတိယကဃာပတိစီဝရတက္ကရာမရလူတဲ့သင်္ကဆိုဖြစ်လာတာ။အဲ့ဒီဃာပတိစီဝရကမှတခါအကြောင်းတစ်ခုကြောင့်ကဋ္ဌိနာစီဝရဆိုတာကဋ္ဌိနာဖြစ်လာတယ်။ ပထမအမူလကသင်္ကန်းတစ်ခုတည်းပဲနောက်ထပ်တစ်ခုထပ်တိုးတာနှစ်ခုပဲရှိတယ်သင်္ကန်းကနော်နှစ်မျိုးပဲရှိတယ်ဒါရတဲ့ဟာကိုကြည့်တာဝေးကိုကြည့်တာ how to how to receive how to အပိယဘယ်လိုဖြစ်လာသလဲ how to get ဟုတ်ဒီအဝိုးကိုဘယ်လိုရသလဲဆိုပထမကပန္နကူအနေနဲ့ရတာဒုတိယကလှူတဲ့လူရှိလို့ရဟောဒီ ရှားလာပုံကနှမျိုးဖြစ်သွားတယ်။အဲ့ဒီထက်ကနောက်ထပ်ထပ်ပြီးတော့မြတ်စွာဘုရားကလှူတယ်လူဆိုတဲ့အချိန်မှာရဟန်းတန်ဃာတွေသင်္ကန်းရှားပါရမဖြစ်အောင်။ဘာကြောင့်ရှားပါရုံဆိုလို့ရှိရင်ရှေးခေရှေးစနစ်ကအเจ้าမှာ၁၇တောင်နေတာသိမရှိဘူး။နေတဲ့ပုဂ္ဂိုလ်နေတယ်။နေအောင်တော့ဒီเจ้าသူပိုင်တော့မရအောင်အလုံးအတိုင်းကကြောင်းတယ်။အဲ့တော့ရဟန်းတန်ဃာတွေအလက်ပတ်ပြီးခီးသွန်းနေကြတာများတယ်။ ခยีသွားဆုံးကတော့ဘုရားဘာသာရဟန်းတော်တွေပဲပြပတ်သွားနေတာညဆော်ပြမပြည့်ညက်ခံဆိုမိုးတွင်လည်းသွားတာပဲဆောင်းလည်းသွားတာနှွေလည်းသွားတယ်နောက်ပိုင်းကျတော့ညဆော်ပြမိုးရသည်မသွားကြနဲ့ဆိုပြီးဝါဆိုးတယ်ဆိုဖြစ်လာတာဘောင်းတော်ဆိုယဟန်တန်ဃာရေးဆိုတာစတုဒ္ဓိတော်အပတိကောသူမှမိသားစုရှိတယ်မှမဟုတ်တာသူသွားခြင်းနဲ့စိတ်တော်မှာပေါ်လွတ်လပ်တယ်လေတကယ်လွတ်လပ်တာ သေရီတယံဝတိသူတို့ကြိုက်တယ်လို့နေလို့ရသွားတယ်မိသားစုကမရှိဘူးလေမရှိတော့သူတို့စိတ်ပြတ်သွားကြတယ်အဲ့တော့ကျွန်တော်စတုဒ္ဓိတော့အရလေးမျက်နာသွားကြရင်သွားအဲ့လိုသွားနေတာကိုမိုးရသည်ကိုမသွားကြနဲ့လို့ကန့်တက်လိုက်တာဝါဆိုတာလို့ဖြစ်သွားတယ်နောက်တကအဲ့ဒီလိုလက်ပတ်သွားတော့ဗာပြဒနာရှိတော့ဆိုရင်ကြောင်းနိုင်ကြောင်းနိုင်မှာထုံတန်းစင်လာရှိတယ် ဝါကြီးတဲ့ပုဂ္ဂိုလ်နေရပြရတယ်။ဒီကြောင်းတိုင်းမှာဘသူပဲနေနေဝါကြီးတဲ့ပုဂ္ဂိုလ်တိုင်းနေရဖဲ့ပေး။အဲ့စင်လားရှိတယ်။ဝါကြီးတဲ့ပုဂ္ဂိုလ်နေရဖဲ့ပေးရတယ်။အဲ့လိုနေတဲ့အခါကျတော့ဒီကြောင်းကိုအများအားဆောင်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေကနေရဖဲ့ပေးရုံနဲ့မကဘူး။တန်ခိကသင်္ကမဆိုလားလှူလို့ရှိရင်ရောက်လာတဲ့ကိုတော်တွေကသူတို့နဲ့အကုန်ခွဲရမယ်။ကိုတယောက်တည်းတော့မများဘူး။ စွာစုပိတ်ကလေးတအုပ်ရလာတယ်တကိုင်းနှစ်ကိုင်းလောက်နေရလာကြွလာတဲ့တန်ခါငါရတော့ဖြစ်တယ်ဘယ်တော့ရမလဲဟုတ်တယ်မလားလောက်ရမှာတော့လက်တော်ဝါလောက်ရတာမျိုးရှိအဲ့ဒါလေးကိုအစိမ့်စိမ့်ဖြတ်ပြီးတော့လက်တော်ဝါရရလက်တော်ဝါပဲဒါကြောင့်မို့လို့သင်္ကန်းစီမံထားတဲ့အခါမှာကြည့်လက်တော်ဝါစလေးပဲထည့်လို့ရတယ်ဒီထဲမှာအဲ့ပုံစံနဲ့တုတ်ထားတာမြတ်စွာဘုရားအဲ့ဒီတော့ ဒီတနည်းရမှာအမြဲတမ်းနေတဲ့ပုဂ္ဂိုလ်တွေအတွက်သင်္ကန်းရဖို့ခက်ခဲလာတယ်ခက်ခဲတို့ကထိန်သင်္ကန်းကိုလက်ခံလိုက်ကထိန်သင်္ကန်းလက်ခံတာလို့ရှိရင်အဲ့ဒီဥပဒေကိုပယ်ဖြတ်ပေးလိုက်တယ်ကထိန်ခံတာတဲ့ပုဂ္ဂိုလ်တွေငါလာထီအောင်ကိုယ်စီအတိုင်းကသင်္ကန်းဖြစ်လာလို့ရှိရင်ပြီးကြမှာပြီးမပြီးရင်လည်းရဟောအဲ့ကြတော့ဒီနေတဲ့ကိုရော်တွေအတွက်ခဏလို့တတော်အောင်လှိကြမလို့တော့ နောက်လာတဲ့ကိုရောပြီးကြမှာပြီးသူတို့ပဲပန်းဆိုင်ဝင်ရတာအဲ့ဒါကထိယံအတိတ်နဲ့မှပါတယ်ပေါ့နော်ထားတော့ခဏိခေကတော့ပေါ်တယ်အဲ့လောက်ကြည့်မရှာတော့ဘူးဒါရှိခိစီစနစ်နဲ့ဥရိဆိုတာလိုအပ်ချက်တိုင်းလုပ်တာဥရိဆိုတာအမှန်တရားမဟုတ်ဘူးအမှန်တရားမဟုတ်လို့ပြင်လို့ရတယ်အဲ့ဥရိစာပြင်စင်ကျက်ပြင်စင်ကျက်နဲ့လာနေတာမဟုတ်လား တို့အချက်သာဥပဒေဆိုတာလိုအပ်ချက်တိုင်းပဲလိုအပ်တာဖြစ်တယ်ပေါ့ပြင်ဆင်ခြင်းနဲ့သွားတယ်မြတ်စွာဘုရားရဲ့ပြည့်ညတ်တဲ့ဥပဒေတောင်းပါပဲမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံဃာနိမှာရှင်အနန္ဒာကိုမှာခဲ့တယ်တန်ဃာရိသဘောတူလို့ရှိရင်ခုတ္တနုခုတ္တကဆိုတဲ့အသုံးပေါ့လေခုတ္တဆိုတာအသေးအဖွဲအနုခုတ္တကဆိုတာခုတ္တဆိုတာအသေးအနုခုတ္တကဆိုတာအဖွဲပေါ့လေပို့သေးတယ်ဟာပေါ့ ဲ့ဒီသိခပုဂ္ဂလေးတွေမိချမိုင်နာပေါ့မိချတွေတော့မပြင်းနဲ့မိုင်နာလေးတွေကိုတန်ခါတွေသဘောတူရင်ပြင်းလို့ရတယ်လို့မှားသွားတာဟုတ်သို့တော့ရှင်မကတ္တဝါတို့ဖွဲ့ရခုချိန်မှာပြင်းစင်မှုမလို့သေးလို့အပိညာတနာပိညာပိတပံနော်ပိညာတနာသမုစေတိတပံဖယားမပညာခဲ့တဲ့အကူအသိမထဲနဲ့ပညာပိသာဥရိမပြင်းနဲ့ ယထပညာတိတုသက္ခဝရတုသက္ခိတဗံရှိတဲ့တိုင်ထားလိုက်နိုင်ရမယ်ဆိုပြီးတော့တတ်မှတ်ခဲ့တာအဲ့ဒါဥထေရဝါရလို့ခေါ်တယ်သူတို့ကဖရာတိုင်အရှိတိုင်ထားဒါကြောင့်မို့လို့နိုင်ငံသားတွေကထေရဝါရဗုဒ္ဓသာသနာကို authentic လို့ခေါ်တယ်မပြင်းစင်တဲ့ဥပရိမပြင်းစင်တဲ့သာသနာဖရာတက်တဲ့တုန်းကတည်းကလိုက်နိုင်ခြင်းတို့နဲ့လို့ပြောတယ်အဲ့ဒါကိုပြောတယ်နော် ထေရဝါဒဆိုရှင်မကတ္တဘာရရဲ့ဆုံးဖြတ်ချက်သုံးခုဘလောက်ခင်မီတို့ကအပညာတနာပညာဝိတ္တပါအတိမထဲနေပညာတနာသမုတ်စေဝိတ္တပါမနှုတ်ပဲနေယထာပညာတေသူတေကဝရိသူရှိတဲ့အတိုင်းလိုက်နာအဲ့လိုခိုင်အဲ့သုံးချက်အဲ့ဒီမူသုံးချက်အရာခဏိတိလိုက်နာရာထေရဝါ ဝရသာသနာလို့ခေါ်တယ်။အဲ့တော့ကဋ္ဌိနာစီဝရဆရာဘာကိုခေါ်ရတော့လို့ဆိုလို့ရှိရင်ကဋ္ဌိနာဆိုတဲ့စကားလုံးကသင်္ကန်းချုပ်တဲ့အခါမှာအခုလိုဆက်နဲ့ချုပ်တာမဟုတ်ဘူး။သင်္ကန်းပုံစံတိုင်းထားထားတဲ့ကာပေါင်းချက်ကြီးလေးရှိတယ်။အသားနဲ့လှုပ်ထားတဲ့ကာပေါင်းချက်အဲ့ဒီကာပေါင်းချက်မှာငုတ်ကလေးတွေပါတယ်။အဲ့ဒီငုတ်ကလေးတွေနဲ့ကျိုးနဲ့ချီပြီးတော့လက်နဲ့ချုပ်ရတာ။လက်နဲ့ချုပ်ရတာ။ အဲ့တော့သင်္ကန်းချုပ်တဲ့စနစ်ကိုစတင်ပြီးတော့ဖန်တီးပေးတာရှင်အနန္ဒာရှင်အနန္ဒာဖန်တီးပေးတာအဲ့တော့အဲ့ဒါတော့အကျယ်မပြောတော့နော်သူ့ခေါ်လေးနဲ့သူရှိတယ်လက်ကွက်ကြည့်လို့ဖန်နေထားတာအဲ့ဒါဘာလို့ဖန်နေတာတော့ဆိုလက်တော်လောက်ရလဲဒီထဲမှာထည့်ချုပ်လို့ရအောင်သင်္ကန်းချပါတယ်အဲ့တော့ကတိနာဆိုတဲ့အတိတ်ကသင်္ကန်းချုပ်တဲ့ကာဘောင်ချကြီး အဲ့ဒီကာဗောင်ကြက်ကြီးကိုဖြန့်ခင်းထားတယ်ဆိုတဲ့စကလုံးကိုအသုံးပြုပြီးတော့ကထိန်ခင်းတယ်လို့ပြောတာသူတို့ပိုင်ဆိုင်ခွင့်ချက်ပေးလိုက်တာပေါ့နော်တော့ခင်းတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါအနုမုဆိုရင်ကောစောခင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ကထိန်ခင်းတာလို့လို့ခင်းတာစဉ်းစားကြည့်ရင်ခင်းတယ်ဆိုတာဖြန့်ချက်တဲ့သဘောပဲပမာမှာ ဟုတ်တယ်ဗောနာဖြန့်ကျက်တာမကောသောကြီးလိတ်ထားတယ်ခင်းလိုက်တယ်ဖြန့်လိုက်တယ်ခုကထိန်ကျတော့ဘလို့ဖြန့်လဲအဲ့တော့ခင်းနေဆိုတဲ့စကားလုံးကအဲ့ဒီကားပေါင်းချက်ကြီးကို အသင့်ပြင်ထားလိုက်တယ်အသင့်ပြင်ထားပြီးတော့ခုနရသမြအဝတ်တွေထည့်ပြီးတော့ချုပ်မယ်ငါအဲ့ဒါကိုကတိနာစီဝရကထိန်ရတာတဲ့ပုဂ္ဂိုလ်ကအဲ့ဒီကားပေါင်းချက်ကြီးရဲ့နာမည်ကကတိနာအဲ့ဒီကတိနာကိုအခုလှူတဲ့ ready made သင်္ကန်းတွေရောဗာတွေရောအကုန်လုံးကထိန်သင်္ကန်းလို့ခေါ်လိုက်တာပေါ့ဒါကြောင့်ကထိန်သင်္ကန်းဆိုတာတခုပဲရှိတယ်ဒီကနေ့တို့တွေဟာကာလဌာနဖြစ်တဲ့ကထိန်သင်္ကန်းဒီကထိန်သင်္ကန်းဒီသရဉ္ဇလဘျောတည့်ရကနေတစောင်းမုန်နာပြီးအတွင်းသားလှူလို့ရတယ်ဒါတစ်ချက်ချက်ကတ္တရှိတယ် တလားအတွင်းမဲ့လှူနိုင်တယ်လှူတဲ့အခါမှာလည်းတန်ခိကပဲလှူလို့ရတယ်ကိုကြည်ညိုလို့ဘလောက်ပဲကြည်ညိုကြည်ညိုဒီပုဂ္ဂိုလ်သွားလှူလို့မရဘူးကထိန်သင်္ကန်းအနေနဲ့လှူလို့မရရှန်ကုန်ကလူတွေတတိထားဘူးဝါကျွပြီးရှိကထိန်သင်္ကန်းမှာဖျားဆိုလားလှူလိုက်လို့လှူလို့မရဘူးကထိန်ဆိုတော့ကြောင်းနဲ့တွဲဖက်ပြီးတော့လှူရမှာဟိုဝါစုဦးကျတော့ဝါစုသင်္ကန်းမှာဖျားဆိုတော့ရတယ် ဝါကျုပ်ပြီးဆိုရင်လာလိမ့်မယ်သူကကထိန်သင်္ကန်းမဖျားဆိုလာကတ်တယ်အဲတချို့ကြတော့ပြောနေရတယ်အလုပ်လုပ်လို့မရဘူးလို့ကထိန်သင်္ကန်းဆိုတော့တိုင်းကပဲလှူရမယ်လို့ကြောင်းတိုင်းနဲ့တွဲပြီးတော့တိုင်းကပဲလှူလို့ရတယ်လို့နော်အဲ့တော့ကတိနာစီဝရဆိုတာအဲ့ဒီကနေပြီးတော့တန်ဃာတွေကဝိနိကန်နဲ့ခံွယ်စီမံလိုက်တဲ့အခါမှာထိုက်တဲ့အကျိုးကျေးဇူးတွေကိုရတယ်အဲ့ဒီအကျိုးကျေးဇူးတွေဟာ မြတ်စွာဘုရားရဲ့ဟောတာယဟန်နေရသွားတဲ့အချို့ကျေစုမျိုးလှူတဲ့ပုဂ္ဂိုလ်ရတယ်လို့ပြောတာဒါရှင်းရှင်းလေးเนาะဆွန်ကျုံငါမျိုးလို့ပြောတယ်မဟုတ်လားဆွန်ကျုံငါမျိုးဆိုတာဘုန်းကြီးဝါတာလည်းပြောတာပါလှူတဲ့ထမင်းကျွေးတာရှိတယ်မဟုတ်လားထမင်းရဲ့အချို့ကျေစုကငါမျိုးအာဟာရဆိုတာเนาะအစာအာဟာရရဲ့အချို့ကျေစုကငါမျိုးရှိတယ်ဘာလို့ဆို လူဆိုတာမစားရရင်ဒီမှာပဲတဝိတ္တအာရတိလိကာအစာရဲ့အသက်ကိုဆက်ပေးတာခொနည်းရဲ့ထမင်းအသက်ခொနည်းရဲ့ကိုတခါကျွေးလိုက်လို့ရှိရင်ခொနည်းရဲ့အတွင်းကတော့ဒီအစာပြတ်လို့သေးတာမဟုတ်တော့ဘူးကင်းစားနေတော့သေးရင်ဒီမှာပေါ့တပြတ်နေတော့သေးဒီမှာပေါ့အစာပြတ်လို့သေးတာမဟုတ်ဘူးအဲ့ဒီတော့အာဟာရဆုတဲ့ပုဂ္ဂိုလ်က ကိုကြွေးလိုက်တဲ့အလှခတ်တဲ့ပုဂ္ဂိုလ်ကိုပါအရေးကိုဖြစ်ပေါ်စေတော့ဆိုတော့အသက်ရှင်ခြင်းဆိုတဲ့အကျိုးဖြစ်စေတယ်အသက်ရှင်နေသည်များအသာရေဆိုပြေတယ်ဆိုတဲ့အကျိုးဖြစ်တယ်ခွန်အားဆိုတဲ့အကျိုးဖြစ်စေချမ်းသာမှုဆိုတဲ့အကျိုးဖြစ်စေတယ်အုံနောက်ဖွင့်ဖြူအသိဉာဏ်ဉာဏ်ဉာဏ်ကောင်းခြင်းဆိုတဲ့အကျိုးဖြစ်စေတယ်အဲ့ဒါကိုကြွေးလိုက်တဲ့ထမင်းကအကျိုးပြုတာငါကုလို့ပြောတာအဲ့ဒီငါကုသည်လူရန်တဲ့ပုဂ္ဂိုလ်စီပြန်ရောက်လာ အဲ့ဒါအကျိုးတက်ရောက်မှုလို့ခေါ်တယ်။နော်တံမြန်တက်ရောက်မှုဆိုရှိတယ် reaction လို့ခေါ်တာ။ reaction လို့ခေါ်တဲ့တံမြန်တက်ရောက်မှုကိုပြောတာ။အဲ့တော့ဆုံးအကျိုးငါမျိုးဆိုတာအဲ့ဒါကိုပြောတာ။ညစာပြားကမဖြစ်နိုင်တာဟောတာမဟုတ်ဘူးကိုယ်ဖြစ်နိုင်တာဟောတာ။ကြောင်းကျိုးစီလျော်တယ်။ကံကြမ္မာရဲ့တဘာဝတရားကညစာပြားဒီရေးချတာရှိတယ်။ ကိုလုံးလိုက်လို့တဖက်သားဟာချမ်းသာရသွားတယ်စိတ်ပျော်မှုတွေရသွားတယ်အဆင်ပြေသွားတယ်ဆိုရင်အဲ့ဒီအဆင်ပြေမှုတည်ကိုစီရောက်လာတာဒါကကုသကံကိုလုံးလိုက်လို့တဖက်သားဟာဒုက္ခအကြီးအကျယ်ရောက်သွားပြီးတော့စိတ်ကြရတယ်ဆိုရင်အဲ့ဒီဒုက္ခသည်တနေ့ကိုစီရောက်လာကိုပြန်ခံစားရမယ်လို့ပြောတယ်အဲ့ဒါ reaction ရဲ့သဘောတရားပဲ ဘသူကမှဖန်ဆင်းတာမဟုတ်ဘူးဘုရားသခင်ကလည်းမဖန်ဆင်းဘူးအကြောင်းနဲ့အကျိုးပဲဖြစ်တယ်။နော်။ယသဗျာဟောတာအဲ့ဒီအကြောင်းနဲ့အကျိုးဟောတာ။ဒါကြောင့်မို့လို့ကထိန်လူတဲ့ကထိန်ငါးဒကမာတွေဟာဒီကနေ့တန်ဃာတွေချမ်းသာသွားသလိုအဲ့ဒီအကျိုးကိုစီပြန်ရောက်လာမှာပဲ။သို့တော့အဲ့ဒီအကျိုးလောက်တော့မမျောနဲ့။နော်။စိတ်ထဲမှာထားရမှာက ချမ်းသာဆိုတဲ့ လူချမ်းသာနှချမ်းသာဆိုတာဆင်းရဲဒုက္ခတွေနဲ့ရောဝနေတယ်။ဒါကြောင့်ဆင်းရဲဒုက္ခတွေတုံးဝမပါတဲ့ချမ်းသာဟာနိဗ္ဗာန်ချမ်းသာတစ်ခုပဲရှိတယ်။အဲ့ဒီအထိပဲမျှော်မှန်ရမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကထိန်အနုမောရဏနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာတွေအလုံးဟာရှိရချက်ကနိဗ္ဗာန်ကိုမျှော်လင့်ပြီးတော့လှူဒါန်ရတာဖြစ်တယ်။ဒါကြောင့်နိဗ္ဗာန်ကိုဆုတောင်းပြီးတော့ အာသနာပြုအလှတခုတို့တွေဒီကနေ့လှူဒန်းရပြီလို့စိတ်ထဲမှာဝန်တာချီလူပြီကုသိုလ်ရအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း